မင်္ဂလာပါရှင်ဒီနေ့ရှင်းတင်ပြပြမိမယ့်အကြောင်းအရာလေးကဒါ density set point အတိုင်းတဲ့အကြောင်းအရာလေးကိုပြပြမိမှာဖြစ်ပါလေရှင်အဲဒီအကြောင်းအရာလေးကိုဘောတော့ခုမှရွှေစံဆောက်ဝတ်မဲ့လူတွေကပို့ပြီးတော့နှထောင်တင်ပါလေရှင်ဘာဖြစ်လို့လဲရွှေစံတို့ကဒါမလွဲမတွေ့ကြုံတွေ့ရမယ့်အရာလေးဖြစ်ပါလေအလွယ်ကူဆုံးလေးနဲ့ရွှေစံတို့တွေ့ပြပြပါမယ်နော်ဥပမာရွှေစံတို့ကဘောတော့ဒီနေ့ပေါ့ရှင်ရွှေစံကဒီမဲ့ဒါအပြင်းနယ်လေးဝယ်လိုက်ပြီပေါ့နော်အပြင်းနယ်လေးဝယ်လိုက်ပြီဆွေးကြိုးပဲဖြစ်လက်ကောက်ပဲဖြစ်ဖြစ်ကိုကဒါလေးကိုအခေါက်ပြန်ချိုးချင်နေဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင် set point လေးတိုင်းပြီးတော့ချစ်ချစ်ချိုးရမှာဖြစ်ပါလေရှင်ကဲဒါဆိုလို့ရှိရင်ရွှေစံကဒီမှာ ဥပမာအနေနဲ့ပေါ့နော်ကိုယ်လဲတဲ့ရွှေသေးကချင်းကုံမော်တင်လိုက်မယ်အလေးစိမ်ပေါ့နော်နှစ်ချက်၅ဘဲနဲ့၃ရွေးရှိတယ်ပဲထားပါလို့ချင်းဒါတွေကပေါ့နော်နှစ်ချက်၅ဘဲ၃ရွေးရှိတယ်ကဲဒါဆိုတော့လုံလေးကိုထည့်ပြီးချင်းကုံတော့ကြိုလိုက်မယ်အရင်ကြိုလိုက်လို့ပေါ့နော်ရလာတဲ့အတုံးကိုအထည်ပြက်ပေါ့နော်ပြောရမယ်ဆိုတော့အထည်ပြက်ရဲ့အလေးစိမ်အတုံးရလာမယ်ရွှေအတုံးရလာမယ်ဒါတော့အရင်ကြိုလိုက်ရင်အတုံးရလာမယ်ရလာတဲ့အတုံးကိုပေါ့နော်ချင်းကုံက density တိုင်းလိုက်မှဖြစ်ပါတယ်ချင်း density တိုင်းလိုက်မယ်ကဲဒါဆိုချင်း density စ ဲဒါဆိုလို့ရှိရင်ရွှေစင်တော့ကပေါ့နော်ကိုဝယ်ထားတဲ့ရွှေရဲ့အလေးချိန်ကပေါ့နော်ဒီနေ့ဝယ်လိုက်တဲ့အပြင်နေတွေဝယ်လိုက်တာပဲဖြစ်ဖြစ်ကို့ရှီကိုပြန်လာရောင်းတဲ့ထဲတွေဝယ်လိုက်တာပဲဖြစ်ဖြစ်ဝယ်လိုက်တဲ့အလေးချိန်ကပေါ့နော်နှစ်ချက်နဲ့ငါးဘဲသုံးရွှေရှိရထားပါဆိုကဲဒါကြိုရွှေစင်တော့ရေချိုလိုက်ပြီနော်ဆွဲကြိုတွေလက်ကောက်တွေရေချိုလိုက်ပြီကဲရွှေတုံးကြီးရလာပြီနှစ်ချက်နဲ့ငါးဘဲသုံးရွှေရွှေတုံးကြီးရလာပြီရလာတဲ့ရွှေတုံးကြီးရွှေစင်တော့ density point အတိုင်းကြည့်မယ်ဘာဖြစ်လို့လဲဆိုတော့ဒါ ကိုအေးကျုံလိုက်တဲ့ရွှေတုံးကြီးရဲ့ပဲကြီးဟာဘယ်နှပဲကြီးလဲဆိုတော့တည်ကျင်လို့ရှင်ရှင်တော့ဒန်စီလေးနဲ့တော့မဖြစ်ပါနဲ့ရှင်။ကြည့်တော့သူဒီနေရာမှာပေါ့နော်ဒါစီလဲမှုပဲနဲ့တချမ်းဒီလဲနဲ့လဲတွားလို့မရဘူးလားဆိုတော့တချမ်းဒီလဲနဲ့မကြောက်နဲ့လဲတိုက်စစ်လို့ရပါရင်နော်။ကြည့်ဒါဆိုလို့ရှိရင်ရှင်စင်တို့ကတော့ညာတော့အပြင်တုံးကြတာကဒန်စီလေးကိုပို့ပြီးတော့သုံးရကြတာဖြစ်ပါလေရှင်။မကြောက်ကိုလည်းတော်တော်များများသုံးရပါရင်နော်။ကြည့်ဒါဆိုလို့ရှိရင် အလေးချိန်က2ချက်နဲ့5ပဲတုံးရေးဆိုလို့ရှိရင် density point တိုင်းလိုက်မယ်ဟေးကဲရွှေအုံးကြီးပေါ့နော်ကြိုထားတဲ့ရွှေအုံးကြီးကို density point တိုင်းလိုက်မယ်ဆိုလို့ရှိရင် density point က16.3ထွက်တယ်ပဲထားပါဆိုရှင်ဒါဆိုလို့ရှိရင်ထွက်လာတဲ့ density point ကိုတိမယ်16.25နဲ့စားမယ်ဘာဖြစ်လို့16.25နဲ့စားရလဲဆိုလို့ရှိရင်ရွှေစလုံးရဲ့အခေါက်3ကိုပေါ့နော် density တိုင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်အခေါက်3ရဲ့ density point ကဒါ16.25ရှိတာဖြစ်ပါလေရှင်25မြန်မာနိုင်ငံမှာတုံးတာပေါ့နော်တုံးတာဖြစ်ပါလေအဲ့ဒီ16.25နဲ့ စာချင်းဖြစ်ပါတယ်ပြီးရင်ဒီဇင်ဘာမှာစစ်တော့ပဲရေတွေစစ်ထောင်းနေမြောက်တာဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင်ပြလာတဲ့ density စက်ပွိုင်းကိုတီးမယ်စကူတဒမနှင်းငန်းနဲ့စားမယ်စစ်ထောင်းနေမြောက်မယ်ဒါဆိုရင်မြောက်ကြည့်အောင်ပေါ့နော်ဆက်ရှိတက်တမ3ဒစီစပွိုင်းရတယ်ဒစီစပွိုင်းပေါ်မှာတိုင်းလိုက်တာဆက်ရှိတက်တမ3အစားပေါ့နော်စကိုတက်တမ2 9နဲ့စားမယ်အမြောင်း16နဲ့မြောက်လိုက်မယ်ကဲဒါဆိုလို့ရှိရင်တက်မ15ပေါ့နော်15တက်တမ2ဆိုပြီးထွက်တယ်ဒါဆိုရင်15ဘေးကြီးဝန်းကျင်ရမှာဖြစ်ပါတယ်ရှင်ကျမအနေနဲ့ဒီနေ့ဝယ်လိုက်တဲ့ချွေပေါ့နော် 15ဘဲရည်ဝန်းကျင်ရမှာဖြစ်ပါတယ်15ဘဲရည်เนาะ15ဘဲအလေးချိန်မဟုတ်ဘူးအလေးချိန်ရှိတာ2ကြက်5ဘဲနဲ့၃ရွေးပါ15ဘဲအရည်ရပါမယ်ရှင်ဒါဆိုလို့ရှိရင်ရှင်စင်တော့ကပေါ့เนาะဒီရဲ့ဟိုအခောက်ပြန်ထုတ်မယ်ဆိုလို့ရှိရင်ဒီ2ကြက်5ဘဲ၃ရွေး15ဘဲရည် quality ရှိတဲ့အသုံးကိုအခောက်ပြန်ထုတ်မယ်ဆိုလို့ရှိရင်ပေါ့เนาะအခောက်ပြန်ထုတ်မယ်ဆိုလို့ရှိရင်အခောက်ဘယ်လောက်တန်းပြန်ရမလဲဆိုတော့ဟို note video fan လေးမှာတက်တက်ပြန်ဖြစ်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်